ီဒီ YouTube channel လေးကပြန်လဲကျိုးဆိုပါရစေနော်။ဒီဘာလို့ပြောချင်လဲဆိုတော့နော်အခုတရုတ်ကပေါ့နော်ဂျပန်နိုင်ငံကပင်လယ်ဓာတ်ကြီးစပြီးပိတ်ပြီးတော့လုပ်ပြီးတော့နော်နောက်ခီးသွားရင်မသွားဘူးပါညကူကအကုန်လုံးလုပ်တဲ့အတွက်အခုဘာဖြစ်တော့ဂျပန်ကနေပြီးတော့မှအထူးစပက်ချယ်ပေါ့နော်သွားပြီးတော့ပြည်စုံနေမင်းများနဲ့တောင်းပန်တယ်ပေါ့ဗျာဒါအကြောက်အောင်တော့နိုင်ငံကြီးကလေးလုံးကြီးကတော့ဒါသွားပြီးရှင်းပြရတယ်ပြူရတယ်ပေါ့နော်အကြောက်တော့ဟိုတစ်ခါလေးကြာမှကိုယ်နိုင်ငံသားချင်းပြောတဲ့စကားတွေကဒါပေမဲ့အပြင်ရောက်သွားတဲ့အခါမှာကျွန်တော်ပြောတော့ ကိုကဒီလိုပြောပြမှာခမရအမြင်နဲ့ကျွန်တော်အမြင်မတူဘူးလीကျွန်တော်ပြောခမရလက်ဖုံးဖို့လက်ဘွားလို့ပဲခမရအဲ့ဒါပဲခမရနော်ချူရချူရရဟိုပြောတဲ့အခါမှာတတိထားရတယ်ဗောနော်ပြောတဲ့လူကကျွန်တော်တာမန်လူပြောတာပြဿနာမင်းများအကြီးကဲကျွန်တော်တဲ့ယာတို့ကြီးတဲ့လူကျွန်တော်တဲ့တဖြေကျွန်တော်တို့ MD ပြောတဲ့စကားနဲ့မတူဘူးကျွန်တော်ပြောပါလားမပြောကျွန်တော်ရဲ့အနေထားနဲ့ပြောရင်ကျွန်တော်ကလျှော်လို့ပြလို့ရတယ်ဒါပေမဲ့တတိရို့ MD ရို့ပြောတဲ့စကားကြီးကြတော့ အဲ့ဒါတချို့ကြီးအဲ့ဒါကြီးပြောတာကိုကကိုဘယ်နေရာရနေတာတော့ပေါက်ပန်းလေးတဲ့စကားလုံးနေမထွက်ဘူးလို့ရယ်ကိုရာဓုကုံထရနဲ့တန်တဲ့စကားမျိုးပြောရတယ်ကိုဟိုဝေဝါပြုတ်သွားမဲ့အရာပေါ့နော်ဟိုနှစ်ဖက်ဖြစ်သွားမဲ့အရာမျိုးတွေနော် conflict ဖြစ်သွားမဲ့အရာမျိုးတွေပြောတာကောင်းတယ်ပြန်နော်ကျတော့ဟိုကျွန်တော်တို့ကဘာကောင်းမှမဟုတ်တဲ့အတွက်ဘာမှဖြစ်ဘူးညာဒါပွင့်လန်းဆုံးပြတာနော်ကိုကနေရာတနေရာတစ်ခုတစ်ခုမှာဆိုလို့ကျအဲ့ဒီစကားကြီးอ่ะ တာဝန်မှုတာဝန်ခံမှုတွေဖြစ်လာတယ်เนาะတာဝန်မှုတာဝန်ခံမှုအခုကျတော့သွားပြီးတော့ပြောရတယ်ဗျာအကျတော့ဒီဥနိုင်ငံကဂျပန်ပင်လယ်သားတွေကိုစပြီးပိတ်ဆို့တယ်အဒါအလုံးနေကြရပါပဲလုံးနေကြရဆိုတော့စီးပွားရေးအင်အားကြီးတဲ့နိုင်ငံเนาะငါးပုံပုံတစ်ပုံကတရုတ်ရဲ့တရုတ်ရဲ့ဝယ်လို့ ਆ တဲ့ဂျပန်ရဲ့ပင်လယ်သားတွေကိုအကျတော့မျက်စင်းစားကြည့်လိုက်လို့နိုင်ငံတနိုင်ငံလုံးရဲ့เนาะစီးပွားရေးအဲပင်လယ်သားရဲ့ဝယ်ဟာတိ၅ပုံပုံတစ်ပုံကတရုတ်ကဝယ်ပြီးရတယ်အခုကျတော့ နောက်ပြီးတော့ခီးသွားလုပ်ငန်းတွေရောအားကြတော့အင်းအားကြီးတယ်ဆိုတော့အားကြီးတယ်ကျွန်တော်မကြိုက်ဘူးတရုတ်မကြိုက်ဘူးဒါပေမဲ့ခမရတို့ကင်းကွာလို့ရလားပြုလို့ရအခုဆိုတရုတ်ဘိုင်းကော့ဘာညာကူကခမရတို့អော်ခဲ့တာလေအစိုးရအခုဖြစ်လာဖြစ်မြောက်လာမရပါဘူးမရပါဘူးမရတော့เนาะဟိုမှာပင်လေပင်တော့မှကြီးစိုးအကုန်လိုက်လုံနေတဲ့ရသူနဲ့မဆိုင်နေနေရအောင်လုံနေရအောင်เนาะအကြောင်းချက်နာတော့ ။တရုတ်နိုင်ငံဟာဂျပန်ကနေတင်သွင်းတဲ့ပင်လယ်သွားအားလုံးကိုပိတ်ပင်လိုက်ပြီးဖြစ်ကြောင်းဂျပန်နိုင်ငံကတရားဝင်အကြောင်းကြားလိုက်ပါတယ်။ဒီတင်းမှမှုတွေရဲ့အဓိကအကြောင်းရင်းကတော့ဂျပန်ဝန်ကြီးချုပ်တဲ့စာနေတာကိုင်းချီကတရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်လာရင်ဂျပန်ကစေအေးရကူညီမယ်လို့ပြောကြားခဲ့ရကနေစတင်ခဲ့တာပါ။အဲဒီနောက်မှာတော့တရုတ်ဘက်ကဂျပန်ဝန်ကြီးချုပ်ကိုသူ့စကားကိုပြန်ရုပ်သိမ်းဖို့တောင်းဆိုခဲ့ပြီးတရုတ်နိုင်ငံသားတွေကိုလည်းဂျပန်ကိုခီးမတော်ဖို့တိုက်တွန်းခဲ့ပါတယ်။အခုဒီချိန်မှာတော့ပိုပြီးပြင်းထန်တဲ့စီးပွားရေးလက်နက်ကိုအသုံးပြုလာတာဖြစ်ပါတယ်။ 2023ခုနှစ်ကဖူကူရှိမားနျူကလ িয়ার ဆက်ရုံကရေးတွေကိုပင်လယ်ထဲဆွန့်ထုတ်ခဲ့တုန်းကလည်းတရုတ်ဘက်ကတချိန်ပိတ်ပင်ခဲ့ပြီးမကြသေးခင်ကမှကန့်သတ်မှုတွေကိုတစ်စိတ်တစ်ပိုင်းပြန်လည်ဖြေလျှော့ပေးခဲ့တာပါတရုတ်ဘက်ကတော့ဒီတချိန်ပိတ်ပင်ရတာဟာရေရေသွေးကိုထပ်မံစောင့်ကြည့်ဖို့လိုအပ်လို့ဖြစ်တယ်လို့အကြောင်းပြထားပြီးမယ်လေးလာသူတွေကတော့ဒါဟာနိုင်ငံရေးအတုံးပြန်မှုတသက်တာဖြစ်တယ်လို့သုံးသပ်ကြပါတယ်ဒီပိတ်ပင်မှုတွေရဲ့စီးပွားရေးထိခိုက်မှုကတော့ကြီးမားပါတယ်တရုတ်နိုင်ငံဟာဂျပန်ရဲ့ပင်လယ်စာအလုံးတင်ပို့မှုရဲ့၅ဘုံတစ်ဘုံကျော်ကိုဝယ်ယူတဲ့ ကြီးဆုံးဈေးကွက်ဖြစ်ပါတယ်။ပိုပြီးထိခိုက်နိုင်တာကတော့ခီးသွားလုပ်ငန်းမှာဂျပန် GDP ရဲ့9%ရာခိုင်နှုန်းကိုနေရာယူထားတဲ့ဒီလုပ်ငန်းမှာတရုတ်ပြည်မှာကြီးနဲ့ဟောင်ကောင်ကခီးသွားတွေဟာဧည့်သည်အားလုံးရဲ့၅ပုံတပုံအထိရှိနေပါတယ်။တရုတ်လေကြောင်းလိုင်း၁၀ခုကျော်ဟာဂျပန်ခီးစဉ်တွေအတွက်ငွေပြန်အမ်းပေးနေပြီးလေလက်မှတ်အဆောင်၅သိန်းလောက်ဖျက်သိမ်းပြီးဖြစ်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒီတင်းမာမှုတွေဟာစီးပွားရေးကဏ္ဍကိုကျော်လွန်ပြီးနိုင်ငံပြည်သူတွေရဲ့လူမှုဘဝတွေအထိပါရိုက်ခတ်လာခဲ့ပါပြီ။ပညာရှင်တွေရဲ့အစည်းအဝေးတွေ၊ယဉ်ကျေးမှုပွဲတော်တွေဖျက်သိမ်းခဲ့ရပါတယ်။ တရုတ်မှာနာမည်ကြီးတဲ့ဂျပန်အမှုပညာရှင်တွေဟာတရုတ်ကိုထောက်ခံကြောင်း post တွေတင်ပြီးသူတို့ကိုသူတို့ကာကွယ်နေရပါတယ်။ဂျပန်အစိုးရကလည်းတရုတ်နိုင်ငံရောက်ဂျပန်နိုင်ငံသားတွေကိုလုံခြုံရေးအထူးပြုစိုက်ကြဖို့အရေးပေါ်သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။ဂျပန်ဝန်ကြီးချုပ်တဲ့ရည်တိချက်အကြောင်းလေးတစ်ခုကနေစတင်ခဲ့တဲ့ဒီစကားစစ်ထူဝဲဟာအခုဆိုရင်တော့နှစ်နိုင်ငံဆက်ဆံရေးကိုဆယ်စုနှစ်များစွာအတွင်းအဆိုးအဆုံးအခြေအနေကိုတွန်းပို့လိုက်ပါပြီ။စကားလုံးတွေကနေစီးပွားရေး၊လူမှုရေး၊ပြည်ပခါတွေဖြစ်ကိုကူးပြောင်းလာခဲ့တဲ့ဒီအခြေအနေဟာ အာရှပစိဘိတ်ဒေတာတို့ကိုလိုရင်ဒီညင်ကြီးအတွက်စိုးရင်စရာကောင်းတဲ့အရေးအယံတခုဖြစ်လာခဲ့ပါတယ်။ကဲ။နော်ဒါဒါခင်ဗျားဟိုလုံနိုင်တဲ့လူတွေလို့တာနော်အမေရိကန်တို့တရုတ်တို့ရုရှားတို့ဆိုတာခင်ဗျားသိပါလေ။အခု UK တို့ဗာညာပြင်သစ်တို့ဆိုတာခင်ဗျားခဏအလောက်မဟုတ်တော့ဘူး။အလောက်မဟုတ်တော့ဆိုတာခင်ဗျားရှိုးလာပြီးသားအမေရိကန်ကလည်းသူ့ဖော်မြော်တယ်အခုထိုင်းတို့လည်းထိုင်းပြည်တော်တရုတ်ကိုသွားတွေ့ရတာကြီးထိုင်းဝန်ကြီးချုပ်သွားတွေ့ရတာကြီးပြူတာကြီးအဲ့ဒါခင်ဗျားမြင်သားပါတယ်နော်။ ကျွန်တော်တချို့အရာတွေ့ရရင်မှဘသူကခင်ဗျားရဲရဲရွာတွေကအကြောင်းပဲပြောရင်ခင်ဗျားတို့တွေ့ဘူးလားခင်ဗျားသီးဝတ်တက်လာတဲ့ပြူလာတဲ့ဆိုလို့ချင်းခင်ဗျားအဲခင်ဗျားပါသားပေးရတယ်လို့ပေါ့ဗျာနော်ဒါတက်လူဖြစ်လာပြီပေါ့နော်တက်လူလည်းပဲပကုန်းချင်းတိုက်နိုင်ရှင်တိုက်နိုင်တဲ့အရာကြီးဖြစ်လာပြီပေါ့နော်ဖြစ်လာတဲ့အလျောက်သူကလည်းသူလုံနိုင်တာလည်းအများကြီးရှိတဲ့အတွက်ခင်ဗျားအများကြီးလောက်တာပဲเนาะကြတော့ဟိုကွာ နော်တစားကံမွှေ့ဖို့လိုပါဗောနော်အင်အားကြီးနိုင်ငံတွေကစားတဲ့ကစားပွဲတွေမှာကိုရီးယားတစားကံနိုင်ငံမွှေ့သွားဖို့လိုတယ်နော်အမေရိကန်လည်းကစားမှာတရုတ်ကလည်းကစားမှာရုရှားလည်းကစားမှာဗဒါရီသိရမှာနော်အဲကြောင့်နိုင်ငံကြီးကဲလုံတော့မယ်ဆိုရင်ကျွန်တော်အားကြောင့်ပြောတာခင်ဗျားတို့သိရမယ်သိရမယ်သိရမယ်စဉ်းစားတွေးခေါ်မှုဆိုတာထဲရမယ်ဆိုတာဘယ်နိုင်ငံဘလို့ဘယ်နိုင်ငံဘလို့ဆိုတော့ကိုကနိုင်ငံကြီးကဲလုံချင်တဲ့လူရေအခုလွတ်တော်မှတက်မဲ့လူတွေခင်ဗျားတို့တတိထားဖို့လိုရနော်ပေါပန်းလေးတွေရှောက်လို့လို့မြောက်နော်ဒါတင်ကန်းသားယူရမှာဗျာ နော်ကိုနိုင်ငံအကျိုးကြည့်ဖို့ပြောတာကိုနိုင်ငံအကျိုးကြည့်ဖို့ပြောတာနော်ဟိုဖာရပြီးတော့လည်းပြောဖို့ပြောနေမှာမဟုတ်ဘူးနော်ကိုနိုင်ငံအကျိုးရုပ်စီမေယာမဖြစ်မဲ့အခုကြောက်တော့ကြည့်လေကောက်လို့လိုက်တော့အကျိုးအများကြီးရုပ်သွားတာပဲလေနော်